အမလေးဘာရမွေးတော့မယ်ခုနလကွယ်ရှစ်လလောက်ရှိနေပြီအမလေးတမီးရဖះဖះဖះဘောသူ့အတော်ကိုလဲဘလို့ဖြစ်ရတာလဲဘောခလေးရဒီမှာ အားလုံးပဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်အခုဇလီတင်ဆက်ပေးမယ့် video လေးကတော့တမီမင်းကလေးရှိတဲ့မအေးတိုင်းလုံဝကိုနားထောင်တဲ့ video file လေးပဲဖြစ်ပါတယ်ရှင်ဒီ video file နဲ့မှဆိုလို့ရှင်တော့ကောင်မလေးက9တန်းအသက်က15နှစ်ပဲရှိဦးမယ်ရှင်သူ့ရဲ့ byte ထဲကကိုဝင်ရလဲနော်9လတော့ကြုံနေပြီတဲ့ရှင်မိဘဖြစ်သူကတော့နော်ဒါသမီးကိုပညာတတ်စီခြင်းလို့နော်မိဘကတော့နော်သူများနဲ့တန်းတူမထားရရင်တော့မှသူများထက်ကိုတာစီခြင်းတာရှင့်မိဘဖြစ်တဲ့သူကတော့ចောင်းထားတယ်နော်သမီးဖြစ်တဲ့သူကနော်ចောင်းမှာပညာအေးဆေး မတင်မနဲ့နော်ရီစာထားတာတယ်နော်ရီစာထားပြီးတော့လွန်လွန်ကျွတ်ကျွတ်တွေဖြစ်ပြီးတော့ဒါကုဝင်ကလာတော်မတော်တော်လေးကိုရင့်နေပြီရှင့်ဒါကိုမအီဖြစ်တဲ့သူကလည်းမသိဘူးတယ်နော်မြို့ရဆရာမနဲ့လာပြတော့ကုဝင်ကခုနှစ်လတော်ဖြစ်နေပြီရှင့်ဒီသားသမီးရဲ့လူရဲ့ကြောင့်နော်ဒီမိဘဘလောက်တောင်မှအရှက်ရလိုက်မလဲနော်ဒါကမိဘရဲ့အုတ်ထင်းမှုနဲ့လည်းအများကြီးတတ်ဆိုင်နေရှင့်ကျောင်းတရမဲ့အရင်မှာကျောင်းမတက်ဖဲနဲ့နော်ခိခလေးရီတော်တော်များများကနော်14နှစ်15နှစ်လောက်ဆိုလို့ရှင်နော်ရီစားရီပါထားချင်ကြပြီရှင့်အသက်ကတာနော်14 15နှစ်တာပြောတာ က်ကိစားနဲ့ပတ်သက်လို့ရှင်အကုန်သိရရှင်သူတို့မသိတာဘာမှမရှိဘူးနော်ဒါကယောက်ျားလေးရောမိန်းကလေးရောပြောရရှင်ဒီ view file နဲ့မှဆိုလို့ရှင်တော့နော်သူ့စီကိုလာပြတဲ့ဒီလူနာမိန်းကလေးရဲ့အကြောင်းအတာနောက်ထပ်လူငယ်တွေမဖြစ်အောင်လို့ဒါဘူသူဒအနေနဲ့ပြောပြလာတဲ့ view file လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင်ဒါပေမဲ့လည်းအားလုံးကိုပြောပြခြင်းလို့ရှင်နေပါလေရှင်ပါအောင်အောင်နဲ့ ဒီနေ့ဖြစ်ပျက်လေးကိုပြောပြခြင်းလို့နော်ဆရာမလည်းစီခံပြမယ်တဲ့ဆိုတော့ရောက်လာတယ်သူကြီးနဲ့ရောက်သူအတော်နဲ့သူ့သူမလေးနဲ့ရောက်လာတဲ့အခါကျတော့အဲဟာအောက်ပြီးပေါ့ဘာဖြစ်လို့လဲဆိုတော့သူ့အတော်ကပြောမသိပါဘူးဆရာမရဲ့တဲ့ဆန်တက်ပေးတဲ့ဆိုတော့အေးအေးပေါ့အန်နဲ့တမိနာမည်ဘယ်လိုခေါ်လဲဆိုတော့ထားလိုက်ပါတော့မမီမီပေါ့နာမည်လွဲလေးပေါ့မမီမီတဲ့ဆိုတော့အသက်ပဲနည်းနည်းတမိဆိုတော့15နှစ်တဲ့15နှစ် မီးကြောင်းနေသေးလားသူနေတယ်တဲ့ဘယ်နှတန်းလဲဆိုခုနှစ်တန်းတဲ့အော်အေးဟုတ်ပြီသမီးပေါ့သွေးပေါင်းတွေပါလေအတိုင်းပေါ့အကိုကတော့စမ်းတတ်တော့သမီးဘာပြုတ်လို့လဲဆိုတော့သမီးဘာမှမဖြစ်ဘူးတဲ့ဟဲ့ဘာမှမဖြစ်ဆိုဘာပြုတ်လို့စိတ်ခမ်းမှပြလဲလို့သူ့အတော်လမ်းမေးတဲ့အခါသူ့အတော်ကကျမတဲ့သူ့ဘိုက်ကလေးကပူနေလို့တဲ့ဆရာမနေနေစမ်းတတ်ပြီးပါတဲ့ဆိုတော့အော်ဟုတ်လားပေါ့ तू ကညာအိတ်ဝတ်စုံစပတ်1ဆက်1ဆက်အရှိနဲ့ဟိုဖလန်တဲရှက်အကွက်ကြီးကလည်းဝတ်ထားတော့ကိုကလည်းသူ့တတိမထားမိဘူးလေ15နှစ်ဆိုတော့9တန်းဆိုတော့ အာနဲ့ကြည့်တယ်ကြည့်လိုက်ရောအမလေးဘာရမွေးတော့မယ်ခုနလကွယ်ရှစ်လလောက်ရှိနေပြီအမလေးတမီးရဖះဖះဖះဘောသူ့အတော်လဲဘလို့ဖြစ်ရတာလဲဘောခလေးရဒီမှာခလေးတော့မွေးတော့မယ်ဘောကိုကလဲအာနဲ့ကကြတော့ဟဲဟုတ်လားဆရာမလေးဟဲဟုတ်ကဲ့လေအဲ့လောက်လေးတော့မသိဘူးလားလို့သူအမေရောဆိုတော့အမေကတော့ရင်ပတ်ထုပြီးကြံ့နေခဲ့တယ်ဆရာမတဲ့ကျမတဲ့အဲ့ဒါစိတ်ကျမမတင်တာလို့လက်ဆွဲပြီးတော့လာတာတဲ့ ကျမထင်တာတဲ့အခုမှစရတယ်လို့ထင်နေတာတဲ့အခုသူ့ဟာအလောက်တော့ဖြစ်နေပြီလားတဲ့အဲမွေးတော့မွေးတော့မှလို့17လပိုင်းလောက်ဆိုမွေးပြီလို့17လပိုင်းကုန်ပြီမွေးပြီလို့ကိုကလည်းပြောတဲ့ခါကျတော့သူတော့ဟဲတဲ့ဆက်မားတယ်ဘယ်လိုလုပ်ရမလဲတဲ့အဲသူ့ချော့မေးပေါ့လို့ဆိုတော့ကျမကပဲချော့မေးတာပေါ့တမီးဘယ်လိုဖြစ်လဲဘူးနဲ့ဖြစ်လဲဘယ်လိုပညာပေါ့မေးတော့အဲ့ကောင်လေးကလည်း15နှစ်တဲ့9တန်းတဲ့ဟဲတမီးတို့ဘယ်လို ဆိုတော့ကြောင်စဖွင့်တော့စားတွေ့တာတဲ့ဟဲကိုကလည်းတော်တော်ကြီးအန်အောသွားပါတော့အာနဲ့ဟဲလို့တမီးရဲ့လို့မိုက်လိုက်တာလို့အာနဲ့သူ့တော်ကျမဟဲနှုတ်တရားစားသလုံးကျမတို့ကတော့ပါဇက်နဲ့ပဲဆုံးဖြတ်လို့မရဘူးတိတ်ချောင်ကျမစာရေးပြီးလိုက်မယ် မျိုးပေါ်တက်အထရာဆောင်းလေးရိုက်ပေါ့အထရာဆောင်းရိုက်ရင်အထရာဆောင်းရဲ့အဖြစ်အတိအကျထွက်လာမှာအဲ့ကကြရင်လူကြီးစုံရတယ်ကိုခေါ်လူကြီးအင်ကိုသွားသူ့ဖေမေရောခေါ်ကောင်လေးရောခေါ်မတက်နိုင်ဘူးပေးစားလိုက်တော့ဒီမှာလေအလိုပဲပြောပြောရတော့မှာပေါ့အဲ့လိုပဲပြောရတော့မှာပေါ့ခလေးကမွေးတော့မှာလေဘာမှလုပ်လို့မရတော့ဘူးကျန်း15နှစ်လေဒီ9တန်းနဲ့ကောင်လေးလည်း9တန်းကောင်မလေးကလည်း9တန်းဘလောက်ရင်နာစရာကောင်းလဲဆိုတာပြောပြတာအကျ ိုလည်းသမီးလေးတွေမွေးထားတာဆိုတော့လေရင်ထဲမှာတော်တော်မကောင်းသလားအော်လို့သမီးမွေးထားတဲ့အမေတွေပေါ့နော်ကျမပြောချင်တာတတိလက်လွတ်မနေဖို့ကိုသမီးလေးတွေကိုဟိုလတိုင်းလတိုင်းပေါ့နော်ဟိုဟိုလတိုင်းလစဉ်ကိစ္စလေးတွေကိုအမြဲတမ်းလေးစစ်ဆေးပေးဖို့မေးပေးဖို့မတင်ကန်ဆီယမနဲ့ပြဖို့ဒီလောက်ခင်မိနေတဲ့အချိန်မှတွေနော်အမေတွေက ဟိုတတိလက်လွတ်နေလိုက်တာပေါ့မိဘတွေကတော့လဲစာဝတ်နေရည်ဖြည့်ရှင်းနေရတော့သူတို့လေးတွေမကြည့်အောင်ပေါ့နော်15နှစ်နဲ့20ကြာမှလေအရန်ဂရုစိုက်ရတယ်ဟုတ်တယ်နော်မိန်ကလေးတွေကနော်ပြူပေါ်ဝင်ကစားအချင်းအရန်ထင်းရတာခက်တယ်ရှင့်မိဘတွေတုန်တင်ဆုံးမမှုလမ်းကြောင်းမှန်မှာနော်သူတို့ကိုလဲနော်အရန်ကြီးတင်းကျပ်လို့လဲမရအောင်ရှင့် မီးနှစ်ယောက်တော့ဆိုကျမဆိုလေယူနီပူလိုက်တာ15 16 18ဘောပေါ့နော်ဟာငါဘလို့ကင်တွယ်ရမလဲငါတမီးလေးတွေရီစားတွေများထားနေပြီလားအရန်ပူရတယ်တမီးနှစ်ယောက်မွေထားတော့လေကိုချင်းစားတယ်ကျမအခုကျမပြောပြတာလဲဟိုတမီးလေးမွေထားတဲ့အမေပေါ့နော်တတိလက်လွတ်လေးတွေမနေဖို့ကိုတမီလေးတွေကိုအရေးတကြီးလေးတွေကြည့်ဖို့ညာအိမ်ညာနေလေးသွားမယ်ဆိုလို့ရှိရင်လဲကလေးတွေကိုဟိုလို ရန်စိတ်မချဖို့ပေါ့နော်ကျမအဲ့လိုမျိုးတတိလေးပေးခြင်းကိုကျမလာပြောပြတာပါဟိုကျမတို့ရွာတော့မဟုတ်ဘူးเนาะဟိုတော်တော်ဝေးဝေးရွာသူတို့ကလည်းဟိုတော်တော်ဝေးဝေးလေးငါးရွာဆိုတော့ဟိုကျမနဲ့လာပြတယ်ဆိုလို့ရှိရင်သူတို့ရွာတွေပြန်မတိနိုင်ဘူးပြန်မချားနိုင်ဘူးလေအဲ့ဒါကြောင့်မလို့သူတို့ကလည်းလာပြတာအဲ့လိုမျိုး ဟိုကျမကလည်းဟိုသူတို့ကိုဘဒူပဲဝါပါ냐ကျမမသိဘူးလာပြနေကြလည်းမဟုတ်တော့ကျမမသိဘူးဗောနော်ဒါပေမဲ့ရင်ထဲမှာတော့ကျမတော်တော်လေးကိုမကောင်းလားမကောင်းတဲ့အခါကျတော့အေးဟိုအထဆောင်ဆိုင်ရွက်လေးရေးပေးလိုက်တယ်တုံကင်လေးယူပေးလိုက်တယ်ဗောနော်အမဆက်ပြပြပြီးတော့ရင်ကိုပါဆက်လုံးအောင်လဲဆိုရင်ဆက်လုံးပေါ့ဒီကလေးကတော့မွေးမရမှာမမွေးပဲနဲ့ရှောက်လုံးနေမှာဆိုလို့ရှိရင်ကလေးအသက်အန္တရာယ်ရှိရေဗော အာသူအဖေမေးလေးသူအဖေတည်ရင်တတ်မာသူကိုတည်ရင်တတ်မာတဲ့တတ်တော့လေတည်ုံပဲပေါ့လို့ဘယ်တက်နိုင်မှာလဲလို့ဖြစ်သွားပြီရောလို့အဲ့တော့အကောင်ဆုံးဖြစ်အောင်မစဉ်းစားလိုက်ပေါ့လို့အာတမီးလို့တမီးကောင်လေးရောလို့တိလာတည်ဦးတဲ့တမီးနဲ့ပြတ်သွားပြီဟာပြတ်လို့မရဘူးနော်တမီးလို့ပြတ်တယ်လို့ပြောလို့မရဘူးလို့တမီးတို့လို့အဲ့ဒါလို့ဟိုကဖြစ်မှရမှာလို့တမီးအကောင်လေးကိုပြန်ပြီးတော့မှခေါ်ပြန်ဆက်တွဲ့ ပြန်ပြောမှရမှာလို့လူကြီးတွေရှေ့ရောက်နေတမီးရေရေတင်းတင်းပြောဘာမှကြောက်စရာမလိုဘူးရှက်စရာလည်းမလိုတော့ကြောက်စရာလည်းမလိုတော့ဘူးလို့ ကျမတော့သင်ပေးလိုက်တာပေါ့နော်ဒါပေမဲ့ဘာတွေဆက်ဖြစ်မလဲတော့ကျမလည်းမသိဘူးကျမပြောပြရတဲ့ရည်ရချက်ကတော့သမီးလေးတွေမွေထားလို့ရှိရင်အမေတွေကအမှုမဲ့အမတ်မဲ့မနေဖို့အမြဲတမ်းအရေးတကြီးကြီးနဲ့ကြည်နေဖို့အမြဲတမ်းတတိထားဖို့ကျမအဲ့ဒါလေးကိုလာပြောပြတာပါအလုပ်ကတော့တကယ်မအောင်ဒါပေမဲ့လည်းဒီနေ့ကြုံတွေ့လိုက်ရတဲ့အဖြစ်အပျက်လေးကရင်ပတ်ထမရန်အောင်ခံစားအောင်လို့ကျမလာပြောပြတာပါ ိုတမီလေးလေးတွေကိုလည်းတမီလေးပဲမွေးထားရလေအဲကြောင့်မလို့ဆင်ကျင်ကြပါတတိထားကြပါကိုတမီလေးတွေပန်းကလေးလိုအရေးကြီးကြီးလေးကြီးနေကြပါ အခုခေတ်ကတော့မြေစာပင်ပခတ်လွဲတဲ့ခေတ်ရှင်ငငယ်ရွယ်ရွယ်နဲ့ယောက်ျားတွေယူငငယ်ရွယ်ရွယ်နဲ့ကလေးတွေရတယ်နော်ဒါလုံးဝကိုမကောင်းဘူးနော်ငငယ်ရွယ်ရွယ်နဲ့ယူပြီးတော့သူတို့တွေဘာလို့စားကြမှာလဲရှင်အသက်လေးကမှနော်၁၄၁၅ပဲရှိသေးတာရှင်လူလောကရဲ့အကြောင်းကိုလည်းဘာမှမသိသေးဘူးနော်အိမ်နောင်တစ်ခုကိုတည်ဆောက်ဖို့အတွက်လည်းသူတို့မှအလောက်ထိမရင်ကျက်သေးဘူးရှင်ငငယ်ရွယ်ရွယ်နဲ့အိမ်နောင်နေပြုငငယ်ရွယ်ရွယ်နဲ့ကွဲနော်တစ်ခုလိုက်အိမ်နောင်ကွဲဆိုတဲ့အမိသာခံသွားမယ်နော်ငငယ်ရွယ်ရွယ်နဲ့အိမ်နောင်ပြုတာကနော်လုံးဝကိုမားပါတယ်ရှင်သမီးလေးတွေကြီးပဲမွေးထားတဲ့မိခင် နေရှိရင်လည်းနော်အထူးဂရုစိုက်ကြပါရှင့်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်